အားလုံးမင်္ဂလာပါဗျာဆောကတီယံနဲ့လည်းပြန်လာပြီးပြန်လိုက်ပါနော်ဒီနေ့ဘုဒ္ဓဘုနေ့ကြမှာလဲချန်ပီယံလိပွဲကောင်းနေအများကြီးတဲ့တရားနေထုံးစံလိုက်နေဒီအကြိုက်ပွဲစဉ်နေဒီကိုပွဲစဉ်နေများတာဖြစ်တဲ့ကြောင့်ဒီလူလူရှင် preview လုပ်ပြီးတော့မှာဖြစ်ပါတယ်ပမောင်းကျွန်တော်ဒီညရဲ့ဒီအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့အာဆင်နယ်နဲ့ဘန်မင်းနဲ့ဒီပွဲမှာအင်ရှင်အာဆင်နယ်ကဘောကြီး level 50ပုံပေါင်းကြီးသုံးလုံးလာတဲ့စာမှာချိန်ပွတ်ထားပါတယ်ဒီစနေအောင်ကြည့်ရမယ်ကျွန်တော်ဒီအာဆင်နယ်နေနဲ့ဒီ ဒီရဒီမာဒီအိန္ဒိယမှာချန်ပီယံလိမ့်မှာရောဒီရန်စားမှုအမြင့်ဆုံးဖြစ်နေတဲ့နေရာမှာလည်းဖြစ်တယ်ဒီလက်ရှိကာနာဖောင်ကလည်းရန်ကောင်းနေတဲ့နေရာမှာဖြစ်လာကြောင်းဒီအိမ်ခွင်းမှာ level 90ကတော့ဒီဈေးဖွင့်ရမယ့်နေရာမှာရှိပါတယ်ဒီအဝင်းခွင်းပိုင်ရန်ရှိကောင်းနေရဆိုတော့လည်းနှစ်လုံးလုံးကဖောင်ရန်ကောင်းနေတဲ့နေရာမှာဖြစ်လာကြောင်းဒီအိမ်ခွင်းအားသာချက်ရှိတာဖြစ်တဲ့ကြောင်း level 90တန်းကတော့ဖွင့်တဲ့နေရာမှာရှိပါတယ်လက်ရှိဒီနေ့ဒီကာနာဖောင်ကြီးရမှာကျွန်တော်နှစ်လုံးလုံးကတော့ဒီနောက်ဆုံးနောက်မှာဒီဝဲနိုင်တဲ့ဘွဲတွေနဲ့စုံမမရှိတာဟာပြီး နေ့တလုံးကတော့ဒီဖောင်အကောင်းမွန်ဆုံးဖြစ်နေတဲ့အနေအထားမှာရှိပါတယ်ဒီချန်ပီယံလိဂ်ဒီပြီးခဲ့တဲ့ဒီနေဝယ်ဒီရလက်ကိုကြက်မစမ်းဒီဘိုင်ယန်မြူးနစ်ကိုကြက်မစမ်းသူနေနေဒီဘိုင်ယန်မြူးနစ်ကပို့ပြီးတော့ပွင့်ကြက်ထားတဲ့အနေအထားမှာရှိပါတယ်ဘိုင်ယန်မြူးနစ်နေနေဒီပွဲဥဖက်မှာဒီကလပ်ကလပ်ချန်ပီယံချက်စီကိုလည်းဒီ3-1နဲ့သူနေတဲ့တက်ဆောင်တတ်တာအနိုင်ရရှိတာပြီးပြီးခဲ့တဲ့နောက်ဆုံးပွဲမှာလည်းဒီပြီးခဲ့တဲ့ချန်ပီယံလိဂ်ချန်ပီယံလက်ရှိချန်ပီယံဒီ PSG ကိုအဝေးဘုံကနေ1-2ဆိုပြီးတော့ဒီ နှစ်ခုပြည့်ဦးဆောင်ထားပြီးမှတယောက်ရောက်ပြီးတက်တောင့်တက်တာနဲ့လည်းဒီအတင်းကြီးတွေကိုကြော်ဖြတ်ထားတဲ့နေရာမှာရှိပါတယ်အာဆန်နယ်ကြီးရမှာဆိုရင်ဒီကဲလေးပွဲမှာဆိုရင်သူတွေနဲ့ဒီအတင်းကြီးဆိုလို့ဒီ AD ကိုတပွဲလောက်ပဲရှိပါတယ် AD ကိုလည်းဒီအဲ့ဒီအာဆန်နယ်တွေ့ဆုံနေတဲ့အချိန်မှာ AD ကိုလည်းဒီဖောင်းအောက်နေတဲ့နေရာမှာလည်းဖြစ်တယ်ဒီအင်ဝင်းလည်းဖြစ်တာကြောင့် AD ကိုတော့ဖူးစည်းနေနိုင်ထားရဲ့ဆိုရင်အာဆန်နယ်အနေနဲ့ဒီဘွဲကတော့ဒီကဲဆမ်သက်ခံရမယ့်ဘွဲဖြစ်ပါတယ်ပြီးခဲ့တဲ့လေးပွဲမှာတော့အရင်ကြီးအတင်းကြီးတဲ့နေရာမှာတော့မရှိပါဘူး ကြောင့်ကျွန်တော်ဒီဘက်မှာ level 50ပေါက်တယောက်မှာဖောင်ရတော့တူးနှလုံးဖောင်ကောင်းနေတဲ့အားမှာလည်းဖြစ်တယ်။ Arsenal အနေနဲ့ဒီပွဲကျက်ထားတာလည်းဒီ Bayern နဲ့တဲ့ပို့ပြီးတော့ဒီပွဲပွဲချုံထားတဲ့အားမှာလည်းဖြစ်တာကြောင့်ဒီအဝေးဝေး Bayern ကလည်း Champion League အတွေ့အကြုံကဒီ Arsenal နဲ့ပိုရှိရတဲ့အားမှာဖြစ်တာကြောင့်ကျွန်တော် level 50ပေါက်တယောက်မှာအနည်းဆုံးတည်ရေးကန်နိုင်တဲ့အဝေးဝေး Bayern နဲ့ပုံလေးကိုရွေးချယ်ထားပါတယ်။နောက်တစ်ပွဲတော့ Etico နဲ့ Inter Milan ဒီဘက်မှာအရှင် Etico ကဘယ်လို level 50ပဲပုံပေါင်းကြီးနှလုံးရှုံးမှာကြီးပွင့်ထားပါတယ်။ ဒီတော့ကြားမှာဆိုတော့ဒီလက်ရှိချန်ပီယံလိဒီအေဗစ်တန်နဲ့မှာအင်တာမီလန်ကဒီအဆင့်၃နေရာမှာရပ်တည်နေပြီ။အီဒီနိုကအဆင့်၂၀ရပ်တည်ထားတဲ့ခြားဖြစ်တာကြောင့်လက်ရှိအီဒီကူကိုဖောင်ကောင်းနေရဆိုတော့လည်းအဆင့်ကွာကြီးအများကြီးမရထားမှာအီဒီကူပင်ဝင်နေပဲ90ရှုံးကဒီနေ့ငယ်တော့ဒီပြင်းနေနေထားမှာရှိပါအထဲကြီးတော့တော့ပေါက်လို့ရတဲ့နေထားမှာရှိပါတယ်။ဒီနေ့လက်ရှိကောင်ကောင်ကြီးရမယ်နော်။ဖောင်ရတော့နင်းနင်းလုံးကောင်းမွန်ထားပါလေ။အီဒီကိုလည်းနောက်ဆုံးနောက်ဘက်မှာ အဝယ်လုံးပြည့်နိုင်သားပြီဒီအဝယ်ကအဲ့ဒါလည်းမဟုတ်အောင်ပါဒီဝယ်နိုင်တဲ့ဝယ်ရှင်နဲ့အဲ့ဒီလုံးကတော့ဖောင်ရံကောင်းတဲ့နေသားမှာရှိပါတယ်ပြင်ရည်ဒီကိုကြည့်ရမှန်းလည်းလက်ရှိစတန်နဲ့မှာလည်းအစ်စ်20ပဲရောက်ထားတဲ့နေသားမှာဖြစ်တာကြောင့်သူအနေနဲ့ဒီ play off ဒီအစ်စ်20လေးအတွင်းဝင်ဖို့ဒီတေးကြအောင်တော့သူအနေနဲ့နောက်ပိုင်းပွဲစဉ်တွေမှာရမှတ်ရဖို့ဒီဝယ်နေတဲ့နေသားမှာရှိပါတယ်ဒီကုနေနဲ့ဒီလက်ရှိကစားနေတဲ့ဒီပုံစံကလည်းဒီပြစီဝင်နေတဲ့တက်ရှစ်ဖွင့်တဲ့အနေထားမှာရှိပါတယ်။ချန်ပီယံလိဂ်၄ပွဲလုံးမှာလည်းဒီ၄ပွဲလုံး ူပေါ်ဆိုတာဒီမှာဘူပေါ်တွေဒူအာစနယ်ကိုပိုးစီဖရန့်ဖတ်ဘော်5ဝမ်းဒီစီမံစိတ်ကိုတွေ့ပါနဲ့ new way လုံးတက်ရှိရသားပေးပြီးဆော့ထားနေတာမှရှိပါတယ်သူနေဒီလာလီကာမှာလည်းသူနေဒီတက်ဆက်သားပေးပြီးဆော့လာတဲ့နေရာမှရှိပါတယ်အဝေးဝင်းအင်တာကိုကြည့်ရမယ်ဆိုရင်ဒီနောက်ဆုံး၅ဝဲမှာဒီချန်ပီယံနောက်ဆုံး၅ဝဲမှာ၃ဘွဲအထိဘောပါအပေါ်ဆော့လာတဲ့နေရာမှရှိပါတယ်ဒါကြောင့်မို့လို့ဒီဝဲမှာဒီ ancient ad ကိုတို့ရမလိုချင်တဲ့ဒီဒီတိုက်စစ်ဖွင့်လာမယ်နေသားမှာဖြစ်တာကြောင့်နှလုံးရှုပ်ပေါ်ကြောက်မှာဂုဏ်ဟအပေါ်ကိုကြီးကျယ်ထားပါတယ် ဟိုဒီဝိဇယမှာဆိုရင်ဒီအဝင်းဝင်းအင်တာတို့နေနဲ့လက်ရှိကန်ထားတဲ့လေဝဲလုံးညာလုံးကြီးနိုင်ထားရဆိုတော့မြတ်ကုနေဒီအတင်းကြီးတတင်းမှပတ်ပါထားတဲ့နေရာမှာရှိပါတယ်။ကန်ထားအမှဒီယူနီယံစိန်ဟိုစလာဗီးယားပလာဟာနဲ့အိုင်းရဆိုပြီးတော့ဒီအတင်းတွေနေပဲကန်ထားတာဖြစ်တဲ့ကြောင့်အစီအစံလုံးမှာရောက်နေဆိုတော့လည်းသူငယ်ဒီဘွဲကတော့အဆက်သက်ခံရမယ်ဘွဲဖြစ်ပါတယ်။ဒါကြောင့်မလေးမဆက်ရှင်ပေါ်တိရမှာအရှင်အဒီကိုဘိုးတွေနဲ့ကိုရောအပေါ်ကိုလွှင့်ချထားပါတယ်။ နောက်ပြီးတော့ဒီဒီဘာဘူးနဲ့ပြရဘူးဒီဘွဲမှာအရင်ဒီဘာဘူးကဘူးကြီးနှလုံး50စာကိုပေါင်းကြည့်ဒီလုံး50စာကဘော်ဒီဗီယောကိုပေါင်းစီရောအဲ့ဒီဒီဘာဘူးကိုဖောက်အောင်လေဆိုမှာဈေးကပြင်းပြင်းပွက်ထားနေတာမှရှိပါတယ်ဒီဒီဘာဘူးရဲ့လက်ရှိဖောင်ကြည့်ရမယ်ဆိုရင်နောက်ဆုံးကတော့မှာနှစ်ပွဲနိုင်ဥမွေရှုံနဲ့ဒီဖောင်မကောင်းတဲ့နေထားမှရှိပါတယ်ချန်ပီယံလိမှာတော့ရလက်ဒီကောင်းတဲ့နေထားမှရှိပါတယ်ချန်ပီယံလိမှာနောက်ဆုံးပွဲမှာဘီယောကိုဝါးစီးတဲ့နိုင်ထားပြီးချန်ပီယံလိစတန်နေမှာလည်းဒီအဆင့်30လေးရောက်ရထားနေထားမှဖြစ်တာကြောင့်ဒီဘာဘူးကိုချန်ပီယံလိမှာတော့ရလက်ကောင်းတာပြီးဒီအဓိက နိုင်ပွဲလိုအပ်နေတာကအိပီယာမှာပဲနိုင်ပွဲတွေလိုအပ်နေတဲ့နေရာမှာရှိပါတယ်။ချန်ပီယံလိမှာသူအနေနဲ့ဒီအဆင့်တစ်ဆင့်တည်းအနေထားကဒီနေ့ရောဝင်ဝင်တော့ပေါ့သူအနေနဲ့ဒီလုံလောက်ထားတဲ့နေရာမှာရှိပါတယ်။ဝင်ဝင် BFP ကိုကြည့်ရမယ်နောက်ဆုံးငါးပွဲမှာလေးဝဲနိုင်တဲ့ပွဲတွေနဲ့ချုံဝင်ဖြစ်ကန်ထားပြီးဒီသူ့လိမှာရောချန်ပီယံလိမှာရောရလက်ကြီးကောင်းထားတဲ့နေရာမှာရှိပါတယ်။အဲဒီချန်ပီယံလိမှာဆိုလည်းသူအနေနဲ့အိမ်ဝင်းမှာဒီနာပိုလီလိုအတင်းကြီးမျိုးကိုဒီစတူးနဲ့ဟိုပြနိုင်ထားတဲ့ခြေစွမ်းရလဲဒီ BFP ကိုဒီဖော်မဆိုးလို့ပြောရတဲ့နေရာမှာရှိပါတယ်။ဒါကြောင့်မင်းတို့ ယူအမ်မှာဒီဝင်းဝင်းရဲ့ဝီရိုဒီလက်ရှိစတန်နဲ့မှာလည်း23ရောက်ထိုင်ထားမှာဖြစ်တာကြောင့်သူတွေနဲ့ဒီ play off ဝင်ဝင်အတွက်ဒီဘွဲမှာသူနဲ့တေးတမတ်ရဖို့ပြင်ဆင်လာမဲ့နေထားမှာရှိပါတယ်။ဒါပါဘူးဒီနေ့လည်းသူတွေနဲ့ဒီ champion league ကအရင်အမှတ်မလို့အတော့တဲ့နေထားမှာဒီ EPL ကိုပဲအဓိက iron side ဖို့လိုအပ်နေပါတယ်။ဒါကြောင့်မရှိဘဲမှာအနိုင်သုံးမလောက်ပဲထိနေနေကံမမဲ့နေထားမှာရှိပါတယ်။အဲကြောင့်မလို့ဒီနှလုံးသားစာပေါ်တယောက်မှာအဝင်းဝင်းပြပြီးတော့ဒီ ရှုံးမယ်ဆိုတော့လေနှစ်ကိုးပြက်တဲ့ပုံမရှုံးနိုင်တဲ့ပုံဖြစ်ပါဒါကြောင့်50ရင်းဒီအဝေးဝင်ပြက်ပွင့်ပေါ်လေးကိုတွေးချင်ထားပါတယ်နောက်တစ်ပွဲအိုလံပီယာကွန်နဲ့ရီယယ်မက်ဒရစ်ဒီပွဲမှာအဝေးရီယယ်ကဗိုလ်ကြီး350ရှုံးပူပေါင်းကြီး350ရှုံးမှချေပွတ်ထားပါဒီနေ့တော့ဒီအိုလံပီယာကော့လို့အတန်းသေးမျိုးနေနဲ့ရီယယ်နေနဲ့အဝေးဝင်ဆိုနေဒီစီးကတော့ဖြစ်တဲ့နေသားမှာရှိပါတယ်လက်ရှိကာရော့ဖောင်ကြီးကမစတော့အိုလံပီယာကောနောက်ဆုံးတော့မှာလေးဝဲနိုင်တယ်ပါလေဒီတူလီမှာတော့ဖောင်ကောင်းနေတဲ့နေသားမှာရှိပါတယ်ချန်ပီယံလိမှာလည်းဒီအိုလံပီယာကော့နေနဲ့အိမ်ဝင်းနေမှာဆိုရင်လူနေနဲ့ခံစရာသားပြီး ဟိုအရင်မပြရတဲ့ဓာတ်မှရှိပါတယ်။အိမ်ဝင်းမှာ PFP ကိုဝမ်းမှာဒီပတ်ဖို့ကိုစီစီနေဒီအိမ်ဝင်းမှာခံရတဲ့နေငယ်ပိုကောင်းတဲ့ဓာတ်မှရှိပါတယ်။ဝင်းဝင်းဝီရောကြာမှာနောက်ဆုံး၅ဝက်မှာနှစ်ပွဲနိုင်တစ်ပွဲဆုံးနှစ်ပွဲတည်နေနောက်ပိုင်းဝင်းဝင်းစက်တိုက်ကန်ထားတဲ့ဓာတ်မှဖြစ်တာကြောင့်သူတွေပွဲပန်းထားပြီးဒီအဝင်းဝင်းသုံးပွဲစက်တိုက်ကြီးကြထားတဲ့ဓာတ်မှရှိပါတယ်။ဒါကြောင့်မို့ဒီဝီမထရိုနေဒီဝဲရလဲဝင်းဝင်းစက်တိုက်ပွဲပန်းမဲ့နေဓာတ်မှဖြစ်တာကြောင့်၃၅၀ရှုံး၃၅၀ရှုံးပေါက်ကြည့်အောင်ပါသူနေနေဒီ ကိုလံဘီယာကောလည်းငွေလိုတင်းမျိုးကိုလွှင့်နေခံစစ်မှုပဲအသာပေးပြန်ဆန်လာမဲ့နေရာမှာဖြစ်တာကြောင့်ကိုလံ50ရှင်ပေါ်ကြီးအောင်မှာငွေလိုနိုင်ခဲ့နော်ဒီကိုပြတ်တဲ့အတိုင်းမှာရှိပါတယ်ဒါကြောင့်မို့ကိုလံ50ရှင်ပေါ်ကြီးအောင်မှာကိုဘောက်အောက်တမျိုးလိုပဲရွေးချယ်ထားပါတယ်နောက်ဘက်တော့ပြည့်ကျင်တဲ့တွတ်တာဆိုတာဒီဘက်မှာအရှင်ပြည့်ကြီးကဘော်ကြီးရေးတစ်လုံးရှုံးကိုဘောက်ကြီးတစ်လုံး20ရှုံးမှာကျေပွန့်ထားပါတယ်ဒီတန်းကိုကြည့်ရမယ်နော်ဒီပြည့်ခဲ့တဲ့ရာသီအစဒီစူပါကပ်ဖလားလူပွဲမှာ ရှားကွင်းမှာဒီပြည့်ကြီးကတလုံး50ရှင်ဖောက်ထားဖြစ်တဲ့ကြောင်းဒီခုပေါက်ထားတဲ့ပြည့်ကြီးအိမ်ကွင်းတလုံးစုံကစီမံနေနေသားမှာရှိပါတယ်။လက်ရှိဖောက်အောင်ကြည့်မယ်နော်။ဖောက်ရတော့ပြည့်ကြီးကလည်းဒီချန်ပီယံလိမာသာရက်လက်လေးတွေကောင်းထားရဆိုတော့ဒီဒီဘူးကမှာနိုင်ငံရုံးငံရနေသားမှာရှိပါတယ်။သူရဲ့ဒီအဓိကတက်ဆက်ဒန်ပီနာထားတဲ့နောက်ပိုင်းမှာတက်ဆက်ကပြည်သူသားအားနည်းနေနေသားမှာရှိပါတယ်။ဝင်းကွန်းတော်တော်ဘောက်ကြည့်ရမယ်ဆိုလည်းဒီနောက်ဆုံးကားပေါ်မှာတပွဲနိုင်၊သုံးပွဲရှုံးနှစ်ပွဲတည်နေတယ်။နောက်ပိုင်းပွဲစဉ်တွေမှာတော့ဖောက်ရအောက်ထားတဲ့နေသားမှာရှိပါတယ်။ အစီချမ်ပီယံလိစတန်နေကိုပြရမှာလေဒီပြည့်ကျင်နေတဲ့အဆင့်ခွင့်နေရာမှာရောက်ရှိထားနေတာဖြစ်တာကြောင့်သူအနေနဲ့ရမလိုချက်ကအရင်ကြီးကြီးမားမားဖြစ်နေတဲ့နေရာမှာရှိပါတယ်ဒီပြီးခဲ့တဲ့ဒီစူပါကပ်ထက်တက်တူဆုံးပွဲမှာလေဒီတူတောင်စပါရိုအနေနဲ့နှစ်ခုပြည့်ဥဆောင်ထားပြီးမှဒီပြည့်ကျင်ရဲ့နောက်ကျကိုယ်နေနဲ့နှစ်90တန်းတည်ကြပြီဒီပင်နယ်ဒီအဆုံးဖြတ်မှာမှပြည့်ကျင်ကိုဒီဖလားရသွားတဲ့နေရာမှာရှိပါတယ်ဒါကြောင့်ဒီချင်းအဖြစ်ဒီတူတောင်စပါအနေနဲ့ပြည့်ကျင်ကိုဒီကောင်းကောင်း ခံစားနိုင်တဲ့နေရာမှာရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီဘက်မှာတလုံးရှုံးပေါ်ကြအောင်မှာဝေဝင်းဒေါ်လာဆွာတို့ဖောင်းအောင်ရေဆိုမဲ့ဒီနှစ်ခုပြမရှုံးနိုင်တဲ့ပွဲလို့ဥစားပါတယ်။ဒါကြောင့်မို့ဝေဝင်းဒေါ်တာဆွာပေါ်တင်နေဒီဘောပေါင်းအောက်ကိုသိရှိထားပါတယ်။နောက်တစ်ဘက်ကဒီစပို့တင်တဲ့ကလပ်ဘူးဒီဘက်မှာအရှင်စပို့တင်ကဘောရီတလုံး၅၀စာနဲ့ဘောပေါင်းကြီးသုံးလုံးတွေမှာကျင်းပွင့်ထားပါတယ်။နောက်ဒီဘက်မှာတော့ဒီနှစ်သင်းသလုံးကလည်းလက်ရှိဖောင်းမှာဖောင်းကောင်းနေတဲ့နေရာမှာလည်းဖြစ်တဲ့ဒီနှစ်သင်းသလုံးကလည်းအရှင်ဖွင့်ကန်တဲ့ဒီအသင်းနှစ်သင်းထိတဲ့တူဆိုရင်ဖြစ်ပါတယ်။ဝေဝင်းကလပ်ဘူးကလည်းဒီ လက်ရှိမှာစတန်နေရဒီအဆင့်26ရောက်ရှိထားနေမှာဖြစ်တာကြောင့်သူတွေကဒီလူမျိုးမျိုးမှာဒီရမတ်စုဆောင်းဖို့လိုအပ်နေပါတယ်ပလေးယောဝင်ဝင်24တွင်ဝင်ဖို့ဆိုရင်ဒီကလပ်ဘလူးကလည်းဝင်ဝင်ဆိုဝင်တိုက်စစ်ဖုတ်ကန်လာမယ်နေထားမှာရှိပါတယ်ဘလူးဝင်ဆိုတင်းကလည်းထုံးစံနိုင်မယ်သူတွေနဲ့ဒီတိုက်စစ်အမြင်ဖုတ်ကန်လာတဲ့နေထားမှာဖြစ်တာကြောင့်ဒီဘက်မှာတုံးလုံးသေးပေါက်ကြောက်မှာကိုမအပေါ်တမျိုးလို့ပဲရွေးချယ်ထားပါတယ်နောက်တစ်ခါတော့ဘဖို့နဲ့မနာကိုဒီဘက်မှာအဝေးမနာကိုကမော်ရီကြီးကလုံးတေဝေပေါင်းကြီး ကိုလုံးကားတဲ့စာမှာချိန်ဖို့ထားပါတယ်ဒီစီတောင်ကြာမှန်းတော့ဒီလက်ရှိဒီမိုနာကိုရဲ့ဒီရန်ကင်းနဲ့ပွားဖို့ရဲ့ရန်ကင်းကားဒီအများကွာထားကြီးထားမှာဖြစ်တာကြောင့်ဒီစီတန်းကတော့ဒီဖြစ်တဲ့နေရာမှာရှိပါတယ်အေရှင်ပွားဖို့ကြီးမှန်းတယ်ဒီသူတွေနဲ့ဒီ qualification အရင်တက်လာရဆိုရင်ဒီ cancel ပိုင်းမှာ short တက်လို့မြင်တဲ့နေရာမှာရှိပါတယ်ဒီ champion league ဘွဲမှာသုံးဘွဲကဒီ clean sheet ရယူထားပြီးဒီ bayern munich နဲ့တွေ့တဲ့ဘွဲမှာ tactics ကောင်းတဲ့ bayern ကိုသာဒီ one fight နဲ့ပုံပြရှုံထားရဆိုရင်ဒီတခြား အဲ့နဲ့သုံးဘွဲ့မှာတော့သူမြင်ကလင်းရှင်းရယူထားတဲ့အများမှာရှိပါတယ်။ကာလာအမတီကိုစီစီအိုလံပီယာကိုစီစီနဲ့နောက်ဆုံးပွဲစဉ်မှာလည်းဒီဒါလီကာမှာအခြေစွမ်းပြနေရဆိုတဲ့ဒီပညာကြီးရဲ့ကိုအိမ်ဝဲမှာဝမ်းစီနဲ့ကလင်းရှင်းနဲ့နိုင်ထားတဲ့ဒါမှဖြစ်တာကြောင့်ဒီပါဖို့ကလည်းချွတ်တွက်လို့မရတဲ့အများမှာရှိပါတယ်။ကျွန်တော်ဒီပွဲမှာတော့ဒီပလွန်ကားစားပေါက်ကြီးအောင်မှာပါဖို့ရဲ့ဒီခံစစ်မှာကြောင်းမှုကြောင့်ဝေဝင်းမနာဖို့လို့လည်းခူရဖို့ရုံးကြရမယ့်နေရာမှာရှိပါတယ်။ပလွန်ကားစားပေါက်ကြီးအောင်မှာကျွန်တော်ကိုမအောက်တူလို့ပဲရွေးချယ်ထားပါတယ်။ဘုဒ္ဓနိညာမအားလုံးပဲပေါင်းရကြပါလိမ့်မယ်။